မင်္ဂလာပါဒီ channel နဲ့တင်မဲ့သင်ခန်းစာကတော့ chapter 11 fundamentals of electronic သင်ခန်းစာမှာပါတဲ့ logic gate တွေအကြောင်းဖြစ်ပါတယ် logic gate တွေအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဆက်ကြည့်အောင် A logic gate is an electronic device which takes an information from the environment, make a decision based on that information and then give out the result. Different types of logic gate can be built from different arrangement of electronic components. Logic gate can be built up rising discrete component of a resistor, diode and transistor. However, it is more convenient to use more integrated circuit IC. Uh, electronic logic gate ku electronic electronic logic gate ဆိုတာသူက electronic device တစ်ခုဖြစ်တယ်အဲ့ဒီ logic gate တွေကသူကပတ်ဝန်းကျင်ရအချက်လက်တွေကိုလက်ခံတယ်လက်ခံပြီးတော့ရရှိတဲ့အချက်လက်တွေကိုအခြေခံပြီးတော့ဆုံးဖြတ်ချက်တစ်ခုပြုလုပ်တယ် decision တစ်ခုပြုလုပ်ပြီးတော့မှသူကပြန်ပြီးတော့ result ကို ထုတ်ပေးတာပေါ့ဥပမာ smoky detector တွေမှာသုံးဆိုလို့ရှိရင်အဲဥပမာအပြင်မှာမီးလောင်တွေပေါ့ဒီအဆောင်တကုတ်မှာမီးလောင်နေဆိုရင်အဲ့လို detector system logic gate တွေနဲ့ဖန်တီးထားတဲ့ detector system တစ်ခုကိုတတ်ဆင်ထားတယ်ဆိုလို့ရှိရင် fire အလန်းမြည်လိုက်တာနဲ့သူကမိခိုးငွေ့ထွက်လိုက်တာနဲ့ fire အလန်းမြည်ပြီးထပြီးတော့အဲ့ဒီအချိန်မှာသူကဒီ information ကိုသိလိုက်တာနဲ့မီးလောင်လို့မိခိုးမိခိုးတွေထွက်လာတာနဲ့အဲ့ဒီ information ကိုရတာနဲ့သူကချက်ချင်း decision ချပြီးတော့ချက်ချင်းပြန်ပြီးတော့ reset ထုတ်ပေးတာတခါလေအလန်းကိုတန်းပြီးတော့မြည်တာမျိုးပေါ့နော်ပြီးရင် ဆက်ပြီးတော့နောက်ထပ်တစ်ဆင့် exchange လောက်တာမျိုးပေါ့မိငိမ့်သက်တာမျိုးပေါ့အဲ့လိုမျိုးကြီးလောက်တာပေါ့နော်အဲ့လိုမျိုးလောက်တဲ့ဒီ information အချက်အလက်မျိုး reset တွေကိုလောက်ပေးတဲ့အရာတစ်ခုပါ electronic logic gate က electronic device လက်စစ်ပစ္စည်းတစ်ခုဖြစ်ပြီးတော့ပတ်ဝန်းကျင်ရတဲ့အချက်အလက်တွေကိုဒီလိုမျိုးပေါ့လက်ခံလိုက်တယ်ပြီးရင်ရရှိတဲ့အချက်အလက်ကိုဟိုမှာတခိုးဖမ်းတဲ့ system CD map တို့ပါတော့မှာရှိတယ်ထိလိုက်တာနဲ့တခါလေအတံမြီသွားတာမျိုးပေါ့အဲ့ဒါမျိုးတွေနေရာမျိုးတွေမှာတုံးတာပေါ့နော် detection system တွေ တော့ကားကိုထိလိုက်တာနဲ့တခါလဲချက်ချင်းအတန်မြည်သွားတာမျိုးပေါ့နော်အဲအဲ့ဒါမျိုးပြုတ်လို့တာတော့ပတ်ဝန်းကျင်အချက်လက်တွေကိုလက်ခံတယ်ပြီးရင်ရရှိတဲ့အချက်လက်တွေကိုအခြေခံပြီးတော့အဲအဆုံးဖြတ်ချက်ပြုတ်လို့ပြီးတော့မှ reset ပြန်ထုတ်ပေးတယ်အဖြေထုတ်ပေးတယ်အရာတခုလို့ဟုတ်တာသတ်မှတ်ပါတယ်အရာတခုလို့ပြောရမှာပဲဖြစ်တယ်အဲ့တော့ electronic component တွေကို logic gate တွေနဲ့တိဆောက်ပေးထားတာဖြစ်တယ် resistor တွေ diode တွေ transistor တွေရဲ့တိကျဖြစ်နေတဲ့ component တွေမှာလဲ logic gate တွေနဲ့တိဆောက်နိုင်တယ်ဒါပေမဲ့ small ic ပေါ့နော်တင်းငယ်တဲ့ integrated circuit တွေမှာတော့ပို့ပြီးတော့ထိထိရောက်ရောက်အသုံးပြုတာပဲဖြစ်ပါတယ်ဒီ ic ဆို ပြထားတယ်ဒီမှာအမဲမဲလေးပေါ့ဒီမှာငုတ်ကလေးတွေ1 2 3 4 5 6 7ငုတ်ခွန်းနှစ်ခုပါတယ်ဒီမှာ chip လေးပြားလေးပေါ့နော် silicon chip လေးအဲ့ဒါ IC လို့ခေါ်ပါတယ် integrated circuit အဲ့ဒီမှာ function တွေအများကြီးအလုပ်လုပ်ထားတယ်ဒီမှာ transistor အလုပ်တွေ resistor အလုပ်တွေ ကပစီတာအလုပ်တွေစတဲ့အလုပ်တွေကိုဒီမှာအလုပ်လုံးတိုင်းနဲ့ဒီချစ်ပြားလေးတစ်ခုကအဲ electronic device ပေါ့ကွန်ပျူတာတို့ television တို့အဲ communication system တွေမှာတက်ဆင်လိုက်လို့ရှိရင်ဒါအသုံးပြုလို့ရတယ်အဲ့ဒီ IC လေးတွေမှာမှဒီလို gate လေးတွေ logic gate လေးတွေတုံးထားတာပါ logic gate လေးတွေနဲ့တုံးပြီးတော့ဒီဆောက်ထားတာပါဒီမှာဆိုရင် and gate or gate nor gate not gate nan gate zor gate နဲ့ ဇော်ဒေါ်စ်ဂိတ်ဆိုပြီးတော့ရှိပါတယ်เนาะအဲ့တော့ဂိတ်6မျိုးပေါ့ဒီမှာကျောင်းနှစ်ခုနှစ်ခုပေါ့ဂိတ်ခုနှစ်ခုဒီမှာမင်းတို့တွေ့ရပါလိမ့်မယ်ဆက်ကြည့်အောင်ဘုံအများဆုံးသုံးတဲ့ဒီမှာကျတော့ဂိတ်က6မျိုးခုနှစ်မျိုးလောက်တွေ့ထားပြီးပြီဒီကျေတော့ဒီအတန်းမှာသုံးမယ်သင်ရမယ်ဂိတ်လစ်လာရမယ်ဂိတ်က common logic gate ၅ခုရှိပါတယ်5 logic gate အဲ့ဒါဘာကြီးလဲဆိုရင် and gate နန်ဂိတ်အော်ဂိတ်နော်ဂိတ်နဲ့နော့ဂိတ်ဆိုပြီးတော့၅ခုရှိပါတယ် logic gate can have two or more import but only one output import နှစ်ခုတော့ logic gate လေးတွေမှာမင်းတို့ခုနလည်းတွေ့မှာပါဒီမှာငုတ်ကလေးနှစ်ခုဒါလေးတွေကတော့ input input လို့ပေါ့နော်ဒီမှာ output တစ်ခုပဲရှိတယ်ဒီ input ကနှစ်ခုသုံးဖို့နှစ်ခုတည်းပို့လဲ output ကတော့တစ်ခုပဲရှိတယ်လို့ပြောတာပါ ဒါပေမဲ့ तू ဟာ knock gate မှာကြတော့ only one import only one out ပေါ့ပဲ knock gate မှာကြတော့ knock gate ကဒီလိုတရိကံပုံလေးရှိရဲ knock gate ပေါ့ knock gate မှာတော့ one import one out ပေါ့ပါဒါကတော့ knock gate ပါ and gate အဲ့တော့ဒီချက်ဒီမှာ and gate ကိုမပြောခင်မှတ်နည်းလေးတစ်ခုပြောပါမယ်မှတ်နည်းကတော့ဒီချက်အဲဒီ ចောင်းသူဘွားတော့အမှတ်တဲ့မှတ်နီးလေးပေါ့เนาะအဲ့လိုမှတ်နီးလေးကိုပေးပါပါလူတိုင်းတော်တော်များများကလည်းအဲ့လိုပဲမှတ်ပါတယ်เนาะအော်ဆရာတွေကလည်းအဲ့လိုမှတ်နီးမျိုးတွေကိုဒီလိုမှတ်ရပါတယ်လို့တချို့တော့ကလည်းသင်ပေးခဲ့ပါတယ်အဲ့တော့ပေါ့เนาะဒီမှာ gate က၅မျိုးရှိတယ် not gate not gate ကတော့အထွေထူးမှတ်ဆရာမလို့ one input one out ပေါ့ပဲမင်းတို့တစ်ခုမှတ်ထားမှာဗာမှတ်ထားမှာလဲဆိုတော့ဒီလို input လို့ခေါ်တယ်00011011ကိုတော့ပုံသေးမှတ်ရမယ်00001 10011ဒီလို input နှစ်ခုကိုကြည့်ပြီးတော့မှဒီဘက်က output ထွက်တာကိုဒီချေတို့ကသုံးရတာလေအဲ့လိုသုံးတာဖြစ်တဲ့အတွက်ဒါကတော့မှတ်မှရမယ်ပေါ့နော်မှတ်တဲ့အခါမှာဒီချေတို့ကသင်ချာမှလိုပဲသူက and မြောက် or ပေါင်းပေါ့ and ဆိုရင် and မြောက် or ဆိုရင် ပေါင်းပေါ့ဒီ input နှစ်ခုကို output ထွက်ဖို့အတွက်ဒီဘက်က output ဒီချက်ဒီမှာအနီးနဲ့ရေးတာနောက်တစ်ခုကိုပြောင်းရေးကြည့်အောင်ဒီမှာဆိုရင် output ထွက်ဖို့အတွက်ပေါ့နော် output ထွက်ဖို့အတွက်ဆိုရင်ဘာ gate ပဲဒီက gate နံပါတ်မတက်တော့ဘူးဒီချက်ကဒီမှာ and gate ဆိုလို့ရှိရင် and မြောက်လို့ပြောတဲ့အတွက်ဒီက input နှစ်ခုကို ဒါကိုတစ်ချက်ထူထူလေးဆွဲလိုက်မယ်เนาะထူထူလေးပေါ့ထူထူလေးဆွဲလိုက်တဲ့အခါမှာဒီမှာ10 00011 1011အဲ့တော့ n မြောက်လို့ပြောတဲ့အတွက် n ကမြောက်တယ်မြောက်ရင်3ညနဲ့3ညနဲ့မြောက်ရင်3ည0နဲ့1နဲ့3ညနဲ့1နဲ့မြောက်ရင်3ညပဲ1နဲ့3ညနဲ့မြောက်ရင်လည်း3ညပဲ1နဲ့1နဲ့မြောက်တော့1အဲ့တော့ n မြောက်တယ်ဒီလိုထွက်တဲ့ output ဟာမြောက်တဲ့အဖြစ် မြောက်တဲ့ရလက်ကိုရေးလိုက်တာပေါ့နော်0001ဆိုတော့ဒါလွယ်သွားပြီ and gate နောက် or gate or gate ကြတော့ပေါင်းတာကိုရေးမယ်ဒါကတော့ဒီချက်တော့ဒါ and gate ပေါ့နော်ဒါ and gate အတွက် or gate အတွက်ကိုရေးရအောင် or gate အတွက်ရေးတာကြတဲ့အခါကျတော့ဒီဘက်မှာရေးကြည့်အောင် or gate အတွက် ဒါကတော့အောက်ပေါ်အတွက်ကိုတစ်ချက်ထူထူလေးဆွဲလိုက်တာပေါ့နော်00 01 1011ပေါ့အဲ့ဒီမှာဒီ or gate အတွက်ဒါကတော့ and gate အတွက်ဒါ or gate အတွက်ဆိုရင် or ပေါင်းလို့ပြောတဲ့အတွက်3ညနဲ့3ညနဲ့ပေါင်းရင်3ည3ညနဲ့1နဲ့ပေါင်းရင်1 1နဲ့3ညနဲ့ပေါင်းရင်1အဲ့တော့1နဲ့1နဲ့ပေါင်းရင်ဒီ digit စနစ်မှာတော့ချင်းချက်အနေနဲ့1မရပါဘူး1ပဲပြန်ရတယ်1နဲ့1နဲ့ပေါင်းရင်1ပေါ့ဒါနဲ့ ဒါ import import ဒါ import နှစ်ခုမှာ1 1ပေါင်းတဲ့အတွက်ဒီအချက်တို့1လို့မှတ်ထားပါမယ်အဲ့တော့ဒီမှာ or ကကြတော့ပေါင်းတဲ့အဖြေကိုရေးရပါတယ်အဲ့တော့အဲ့လိုမှတ်ထားရင်သူက not ကတော့0ဆိုရင်1 1ဆိုရင်0ပဲမှားစရာမရှိဘူးဒါ not တစ်ခုရသွားမယ် not gate က0ဆိုရင်1 1ဆိုရင်0ဖြစ်တဲ့အတွက်ဒါအထွေထုမှတ်စရာမလိုဘူးရသွားမယ်တစ်ခု and ကကြတော့မြောက်တဲ့ဟာ output က မြောက်တဲ့ဟာထွက်မယ်။အော်ကကြတော့ပေါင်းတဲ့ရလက်ကိုထွက်ပါမယ်။အဲ့လိုပဲအန်နဲ့အော်နဲ့နောက်တစ်ခုကနန်ဂိတ်။နန်ဂိတ်ကအောက်ဘုတ်ကအန်ရဲ့ပြောင်းပြန်ရေးရပါမယ်။အဲ့တော့နန်ဂိတ်ရဲ့အောက်ဘုတ်ကပြောင်းပြန်ဖြစ်တဲ့အတွက်ဒီလိုပဲကြည့်မယ်နော်။ဒီဒီလိုပဲဒီဘက်ကိုပဲကြည့်မယ်။နန်ဂိတ်က1 1 1 0ဖြစ်ပါလိမ့်မယ်။အဲ့လိုပဲ NOR gate နော်ဂိတ်ကြတော့အော်ရဲ့ပြောင်းမြန်ဖြစ်တဲ့အတွက်နော်ဂိတ်အတွက်အော်ရဲ့ပြောင်းမြန်ဖြစ်တဲ့အတွက်ဘာဖြစ်မလဲ10000ဖြစ်ပါလိမ့်မယ်အဲ့တော့အမ်မြောက်အော်ပေါင်းကိုပဲပုံသင်ပတ်ထားရင်ရပြီအဲ့ဒီမှာနော်ကကြတော့အော်ရဲ့အောက်ပေါ်ပြောင်းမြန်နန်ကကြတော့အန်ရဲ့အောက်ပေါ်ပြောင်းမြန်ဆိုရင်ဒီမှာဆိုရင်ဒီကျတော့9မျိုးစလုံးဂိတ်9မျိုးစလုံးမှန်ပြီးရသွားပြီအဲ့လိုမှန်ပြီးနဲ့မှတ်လို့ရပါတယ် ကြည့်အောင်ဒီမှာဆိုရင်ဒါ AND gate တော့ AND မြောက်တဲ့အတွက် AND မြောက်မြောက်တဲ့အဖြစ်00 01ရထားတာပဲဖြစ်ပါတယ်ဆက်ကြည့်အောင် NAND gate ဒီမှာကျတော့ AND နဲ့ NAND နဲ့ကိုအဲတွဲထားတာပေါ့နော် OR မတွဲဘဲနဲ့ AND နဲ့ NAND နဲ့ဆိုတော့ဒီ output က NAND ရဲ့ပြောင်းပြန်ခုနကတော့ရှေ့မှာတော့ NAND မှာ0001ရထားပါတယ်။နန်နှောင်းကရှေ့မှာအန်နှောင်းက 0001ရထားတယ်။အဲ့တော့နန်ကကြတော့အောက်ပို့ပြောင်းပြန်ဖြစ်တဲ့အတွက်1110ပါ။800 0001 1010ရတော့ပုံသင်အမြဲရနေရမှာဖြစ်ပါတယ်။ OK ကိုဆက်ကြည့်အောင်။ဒီမှာဆိုရင် OK ကဒီချက်ရှိမှပြောခဲ့ပြီးပါပြီ။ and မြောက် or ပေါင်းဆိုတဲ့အတိုင်း or ကကြတော့သူက800 input နှစ်ခုကိုပေါင်းတဲ့ရလက် result ကိုရေးရေးခိုင်းတာပါ။အဲ့လိုမှတ်ခိုင်းတာเนาะ။အဲ့တော့ အော်ပေါင်းတာဖြစ်တဲ့အတွက်၃ညနဲ့၃ညနဲ့ပေါင်းရင်၃ည၃ညနဲ့၁ညပေါင်းရင်၁၁နဲ့၃ညနဲ့ပေါင်းရင်၁၁နဲ့၁နဲ့ပေါင်းရင်တော့ဒီမှာချင်းချက်အနေနဲ့မှတ်ရမှာ၁ပဲပြန်ရပါတယ်နှစ်မရပါဘူးเนาะအဲ့ဒါတော့သူကဘာလို့ဆိုဒီဂျစ်တယ်နံပါတ်နှစ်ခုပဲသုံးအောင်မှာ0နဲ့1နဲ့ဖြစ်တဲ့အတွက်ရှင်အမှန်နည်းလွယ်အောင်လို့ဒါအန်မြအော်ပေါင်းလို့ပြောတာဖြစ်တယ်ဒါကြောင့်မလို့၁နဲ့၁နဲ့ပေါင်းရင်၁ပဲပေါ့เนาะ0 1 1 1အဲ့လိုပဲ no ဆိုရင်တော့မင်းတို့နောက် slide တစ်ချက်မှာတွေ့ရမှာပါ no 1000ထွက်ပါလိမ့်မယ်။ဒါဆိုရင် or ရရင် no အထွေထူး light match ရမလို့တော့ဘူး။ဆက်ကြည့်အောင်ဒီမှာတီချာကကပြောခဲ့သလိုပဲ1000 or ရဲ့ကြောင်းပြန် output ထွက်ပါတယ်။အဲ့တော့ gate တွေမှာလည်းအဲ့လိုပဲ n နဲ့ n နေပါတဲ့ရှေ့မှာဒီလိုအသီးလေးတွေပါတာကိုတွေ့ရပါလိမ့်မယ်။ဒါလေးတစ်ချက်သတိထားရမှာပါ။ဒိုင်းပုံစံလေးရဲ့ရှေ့မှာမှာအသီးလေးတွေပါတယ်။ခုနလည်းရှေ့မှာလည်းဟိုမှာ လေးတောင်ဒီဒီဗာလဲဘတ်မင်တန်ရိုက်တဲ့ဒီပုံစံမျိုးလို့အပြားရဲမှာမှာသူကဒီရှေ့ရအလုံးလေးပါတယ်ပေါ့နော်အန်တို့နန်တို့နော်တို့အန်နဲ့စတဲ့စကားလုံးတွေရှေ့မှာဒီလိုပါတယ် not မှာလည်းအဲ့လိုပါပဲ not မှာကြတော့ trigan ပုံလေးမှာသူကအလုံးလေးပါတယ်အဲ့တော့အန်နဲ့စတဲ့စကားလုံးတွေမှာအလုံးလေးတွေထိမှာပါတယ် အပုံဆွဲတာလဲဒါမှတ်တယ်မှန်နီးပြောတာပါဒီမှာ not game မှာတကယ်ပြောသလိုပဲအလုံးလေးပါတယ်သူကတော့ရှင်းပါတယ် input က1ဆိုရင် output က0 input က0ဆိုရင် output က1ပါအဲ့တော့ဒီနှစ်မျိုးပဲမှတ်ရမှာပါเนาะအဲ့တော့ nan gate and nor gate ဟာ nan gate တွေ nor gate တွေဟာသူက popular logic gate တွေဖြစ်တယ်အရန်ကို popular ဖြစ်တယ် logic gate ဖြစ်တယ်ဘာကြောင့်လဲဆိုရင် they can be used and universal gate that is they alone can be used in combination to perform the function of any other type of gate and gate တွေဒီ nan gate တွေ nor gate တွေကိုသုံးပြီးတော့တခြား function တွေသုံးတဲ့တခြား type အမျိုးအစား gate အမျိုးအစားတွေအဲဒီဖန်နီးလို့ရတယ်ပေါ့နော်သုံးလို့ရတယ်ဒါကြောင့်မလို့ nan gate နဲ့ nor gate တွေကအများဆုံးသုံးတယ်အဲ့ဒီ nan gate တွေ nor gate တွေကိုပေါင်းပြီးတော့မှတခြား gate တွေအမျိုးအစားတွေအမျိုးဆုံး ထပ်ပြီးတော့ထပ်တစဉ်သုံးလို့ရတယ်ပြုမှုဒီ perform ဒီဒီအလုပ်လုပ်ဖို့အတွက်ပေါ့နော် function တွေ function တွေအလုပ်လုပ်ဖို့အတွက်ထပ်ပြီးတော့သုံးလို့ရတယ်ဒါကြောင့်မလို့ NAND gate နဲ့ NOR gate တွေကို universal gate လို့ခေါ်တာပဲဖြစ်ပါတယ်เนาะ the inverter NOR gate NOR gate NOR gate ဆိုတာကတော့ inverter circuit တွေမှာသုံးတာပါ inverter တွေမှာ on off ပဲသုံးတယ်သူက output input ပဲ0110ပဲသုံးတယ်ဒါ inverter circuit တွေမှာ NOR gate ကိုသုံးတယ် the inverter perform the operation call inversion တော့ complementation လို့ခေါ်တယ် inverse ပေါ့ပြောင်းတာပေါ့နော် inverter the inverter chain one logic level to opposite level one logic level တခုကနေ opposite level ကိုသုံးတယ် in terms of bit in chain 1 to 0 0 to 1နှစ်မျိုးပဲသုံးတယ် inverter မှာ on off နှစ်မျိုးပဲသုံးတယ်တော့ one high level is applying to inverter input low level will appear on its output ဟော high level ဆိုရင်ခြေက0 high ဆိုရင် low low ဆိုရင် high အဲ့လိုဖြစ်တာနှစ်မျိုးပဲပြတာကိုပြောတာပါဒါ inverter circuit တွေမှာ not gate ကိုသုံးတာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာ boolean expression for five common logic gate common logic gate ၅မျိုးသုံးမယ်ကြည်အောင် and gate ရယ် nand gate ရယ် or gate ရယ် nor gate ရယ် not gate ရယ်ဆိုပြီးတော့ဒီမှာဆိုရင် output ကတခုတည်းဒီမှာဆိုရင်သူကဒီ boolean boolean ရယ် expression နဲ့ဖော်ပြရလေဆိုရင်တော့ output က x ကို ab ပေါ့ x equal to ab ဒီမှာကျတော့ NAND gate ဖြစ်တဲ့အတွက်ဒီ ab ရဲ့စန့်ကျင်ပဲ not or gate ကတော့ပေါင်းတယ်ပေါင်းတယ် a နဲ့ b နဲ့ပေါင်းခြင်းကိုရေးရတယ်သူ့ရဲ့စန့်ကျင်ပဲပေါ့เนาะဒါအမှန်ကြီးပေါ့เนาะဒီ table လေးကိုလည်းလေ့လာကြည့်ပါเนาะ combination of logic gate logic gate တွေ combine လုပ်တဲ့အခါဒါကတော့မင်းတို့စ조사ပြီးတော့လေ့ကျင့်ကြည့်ပါဒီပုံစံမှာပြထားတဲ့အတိုင်းဒီမှာဆိုရင် तू က NAND gate တစ်ခုတည်းပေါ့ output က NOR gate ထွက်တယ် အပုတ်ကနော့ဂိတ်ထက်တယ်ဆိုတဲ့သဘောဒီမှာ C ရအောက်ပုတ်အဲ့တော့ဒီမှာက00000111ဆိုတော့0ဆိုရင်11ဆိုရင်0တခုပဲထွက်တဲ့သဘောဒီမှာကျတော့အလုံးမဟုတ်ဘူးသူက AB က C ကိုကြည့်မယ် PC ကကြတော့သူကတစ်ချက်တော့တခုပဲပြန်ကြည့်မယ်အောက်ပုတ်ဒီမှာတခုပဲဒီမှာတခုပဲဖြစ်တဲ့အတွက် ဒီမှာပြထားတာနန်ဂိတ်ဖြစ်တယ်နန်ဂိတ်ရဲ့အောက်ဘော်တိုင်းထွက်မယ်နန်ဂိတ်ကို ပြောမယ်ဆိုရင် n ကိုအရင်စဉ်းစားမယ် n မြောက် or ပေါင်းပေါ့မြောက်တယ်ဆိုရင်အမှန်တကယ်တော့တကယ်တကယ် n gate ဒါဒါအတွက်ဆိုရင် तू ကတချေတော့ n gate ကိုအရင်စဉ်းစားမယ် तू ကနန်ပြောထားတာလေ तू ကနန်နန် gate ထွက်ရမှာဒါနန်ထွက်ရမှာဒါပေမဲ့တချေတော့ n n မြောက်ဆိုတဲ့အတွက်ဒီမှာမြောက်ရင်0 0 0ဝမ်းရမှာပါ ဒါပေမဲ့နန်းဖြစ်တဲ့အတွက်အန်ရဲ့ပြောင်းပြန်111ဒီမှာ111စီစိုးစိုးနန်းဖြစ်တဲ့အတွက်အန်ရဲ့ပြောင်းပြန်ဒီမှာဒါနန်းပါဒီချက်ဝိုင်းပြထားတာဒီမှာပြထားတဲ့နန်ဂိတ်ပါအဲ့တော့နန်ဂိတ်ကိုချက်ချင်းမသိနိုင်ဘူးချက်ချင်းမမှတ်နဲ့ဒီချက်ဆိုမမှတ်ဘူးအန်ကိုအရင်စစ်စားတယ်အန်ပြီးမှအဲ့ဒီရဲ့အောက်ပုတ်ကိုအန်ရဲ့ပြောင်းပြန်လုတ်လိုက်တာပါ ဲ့လိုနီးနဲ့လှုပ်တယ်ဟောအဲ့ဒါနန်ခဲရသွားပြီဟောဒီကကြတော့တခုပဲကြည့်ရမယ်တခုပဲကြည့်တဲ့အတွက်ဒီမှာ output တခုပဲဖြစ်တဲ့အတွက်ဒီမှာ input က1ဆိုရင် output ကတမျိုးပဲဖြစ်တဲ့အတွက်0 0 0 1ဆိုပြီးတော့ဒါနောက်ဆုံး output ထွက်လာတာပေါ့နော်ဒီမှာလည်းအဲ့လိုပဲဒီမှာနန်ခဲဒီမှာနန်ခဲတွေသုံးတယ်နောက်ဆုံးကထွက်မှာ ဘာထွက်မလဲကြည့်အောင်တော့ okay အဖြစ်တန်းပြောထားတာပါဒါကတော့ကိုယ့်ကိုလှုပ်အောင်ပါပေါ့နော်ကိုဖောက်တက်ကိုလှုပ်ပြီးမှစာမွေးမှာသူကဘာဂိတ်ထွက်တယ်ဆိုတာပြောအောင်မှာဖြစ်တယ်ဒီမှာလဲအဲ့လိုပဲ00 01ဆိုတော့သူက A ဆိုရင်ဒီချဲတော့ C ကိုကြည့်မယ် A ဆိုရင် C ကိုသွားကြည့်မယ်0ဆိုရင်1 0ဆိုရင်1 1ဆိုရင်0ဆိုရင်0 B ကကြတော့ D ကိုကြည့်မယ်တကွက်ကြော်ကြည့်မယ် B ကကြတော့ D ကိုကြည့်မယ် BR 0ဆိုရင်1 1ဆိုရင်0 0ဆိုရင်1 1ဆိုရင်0တခုစီတခုစီဖြစ်တဲ့အတွက်1ဆိုရင်0ပဲ0ဆိုရင်1ပဲဒါမှမဟုတ်အဲဒီမှာမှနောက်တစ်ခုမှာ C နဲ့ D နဲ့ကြမှာ short ရှိတယ်เนาะတခြားမှတ်ရမယ် C နဲ့ D နဲ့ကတခြားလို့တူလား00011011မဟုတ်တော့ဘူး C နဲ့ D နဲ့က111001000မမညီတော့ဘူးပေါ့เนาะ ပုံမှန်သမယိုးကြောင့်မှတ်ထားတဲ့00011010011လို့မညီတော့ပါဘူး။အဲ့ဒီအတွက်တချို့တော့အန်ပြအော်ပေါင်းဆိုတဲ့သင်္ကေတတွေနဲ့မှတ်နည်းတွေနဲ့သုံးသွားရမှာဖြစ်တဲ့ဒီမှာကျတော့နန်ဖြစ်တယ်။နန်ဖြစ်တဲ့အတွက်တချို့တော့ဓာရဲ့ပြောင်းပြန်သုံးရမယ်။ပထမဆုံးအန်ကိုစဉ်းစားမယ်။အန်ဆိုရင်သွားမြောက်တဲ့ဟာမြောက်တဲ့ဟာစဉ်းစားတော့တချို့တော့ဒီမှာမြောက်တဲ့ဟာစဉ်းစားမယ်။11ဆိုရင်1ရတယ်။10ဆိုရင်0 00 01ဆိုရင်0 n မြောက် n ဆိုရင်မြောက်တဲ့ဟာကိုသုံးရမယ်เนาะ n မြောက်မြောက်တာကိုအရင်ဆုံးစဉ်းစားမယ် n မြောက်တယ်ဒီမှာမြောက်တယ်0ဒါပေမဲ့ဒီမှာ NaN gate ဖြစ်နေတယ် NaN gate ဖြစ်နေတယ် NaN နေကြီးပဲသုံးတာ NaN gate ဖြစ်တဲ့အတွက်ဒီချယ်တို့ရထားတာကိုဗျောင်းမြန်လှန်လိုက်မယ်ဘာလဲ1 ਆ 0 0ဆိုရင်1 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 ဲ့လိုမှန်နီးနဲ့မှတ်တာအလွယ်ဆုံးပါပဲစ조사ပြီးတော့ခုနေတော့နည်းနည်းရှုပ်နေသလိုခံစားရလိမ့်မယ်ပြန်ပြီးတော့နားထောင်ကြည့်ပါဗီဒီယိုလက်ဆင်ကိုပြန်နားထောင်ကြည့်မှန်နီးပြန်ကြည့်ကြည့်ပါရလာပါလိမ့်မယ်ဒီမှာလဲအဲ့လိုပဲနောက်ဆုံးတစ်ခုကတော့မင်းတို့조사ပြီးတော့အဲကိုဘာသာကို sub study လေ့ကျင့်ကြည့်ပါဒီမှာအခြေတွေလည်းပါပြီးသားဒီချက်ပြောတဲ့မှန်နီးတွေနဲ့ပြန်ပြီးတော့မှတ်စေချင်ပါတယ် review exercise ကိုကြည့်ရအောင် basis 2 in both logic circuit had high on one input and a low on the other input and the output is high what type of logic gate အဲ့လိုပဲ logic gate ကခုန logic gate မှန်နည်းတွေနဲ့ဒီ input logic circuit က high ဖြစ်တယ် output က low ဖြစ်တယ်ဆိုရင်ဘယ်လို logic gate မျိုးဖြစ်မလဲဆိုတာရှေ့ရသင်ထားတဲ့သင်ခန်းစာသင်ကြီး concept နဲ့ပြန်ပြီးတော့အဲ့ဒီ gate က or gate သို့မဟုတ် nand gate ဖြစ်တယ်ဆိုတာကိုပြောနိုင်ရပါလိမ့်မယ် ဒီနေ့ဒီချက်သမက်တင်ရတာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်